တင်းလုတ်တယ်နော်ဖစ်တာတင်းလုတ်တယ်ကပစီတန်သဘောအရသူကတူလောင်ပေးတယ်နော်အဲသူကအဲ့သဘောနော်အဲကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဟိုဈေးကွက်မှာတင်ရောက်မဲ့ကွန်ပစီတွေကိုနော်ကျွန်တော်တို့ချက်ချင်းမရောင်းသေးပဲနဲ့ဘာဖြစ်လဲကျွန်တော်တို့နည်းနည်းစီလိုအပ်သလောက်ပဲဖြန့်ပါမို့လို့ကျွန်တော်တို့ဂိုဒေါင်ထဲမှာတူလောင်လာတဲ့သဘောတရားပဲနော်ဟုတ်ပြီနော်ကွန်ပစီတွေနေရာမှာဘိုးရိတ်တွေကားရန်တွေဖြန့်နော်ကွန်ပစီတွေနေရာမှာဘိုးရိတ်တွေကားရန်တွေနော်အဲ့တော့ကပစီတာတွေ ကြတော့ဒါပြောမယ်ဆိုရင်ဘိုရိတ်တွေကားတန်းအနေနဲ့တူတယ်ကွန်ပစ်စီးတွေနဲ့တူတယ်ဘိုရိတ်တွေကားတန်းတွေကိုတူလောင်းတဲ့ကုန်ကုန်လောင်းယုံပြီးတခုပဲเนาะကပစီတာရဲ့သဘောတရားဟုတ်ပြီเนาะပြီးတော့မှသူလိုအပ်တဲ့ဘိုးတွေကိုလိုအပ်သလိုပဲဖြန့်ပေးမယ်เนาะအဟုတ်ပြီเนาะအဲအဲ့ဒီသဘောတရားကိုကျွန်တော်ကသိတာအဲ့တော့ဟုတ်ပြီအဲ့တော့ဒီ secondary output ဘယ်လိုထွက်တယ်ဘယ်လိုတူလောင်းစစ်ယူတယ်ဒီစစ်အောင်ဘယ်လိုလုပ်တယ်ဆိုတော့အပိုင်းอ่ะเนาะဒီမှာဒီ သုံးခုကိုကျွန်တော်ရှင်းပြလိုက်တာပြည့်စုံပါပြီเนาะဟုတ်ပြီเนาะပြည့်စုံပါပြီအဲ့တော့ဒီက main board ဘက်ကိုလာတော့မယ် main board ဘက်ကိုလာတော့မယ်ကျွန်တော်တို့ DC ဘောကတွဲဘောကဒီကနေထွက်တယ်ဆိုတော့ပြပါပြီဒီ capacitor နဲ့ဆင်မယ်ဒီ capacitor နဲ့ဆင်ပြီးတော့သူကပါဖြစ်လဲဒီမှာ6ပင် IC ရှိမယ်အဲဒါကတော့နည်းနည်းဆွဲပြမှရမယ်เนาะကျွန်တော်ဆွဲပြမယ်ဒါတော့เนาะကျွန်တော်တို့ဒီမှာဒီလိုဖြစ်သွားပြီเนาะဒါဒါဘာသာစကားမှာပဲထားမယ်ဗျမီတာတော့မပြတော့ဘူးเนาะ မီတာမပြတော့အတန်ပဲနားထောင်ကြည့်ရသိတယ်။နောက်ဒီမှာမီတာဒါ short ဆိုလို့ရှိရင် short ဆိုလို့ရှိရင်ဒါအတန်ပြီးမှာပဲเนาะအတန်ပြီးစကရင်နဲ့တိုင်းပြเนาะအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒါကကျွန်တော်တို့ဒီဘက်ကို main board ဘက်ကိုလာမယ်ဒီမှာ CPU ရှိမယ်เนาะဒီမှာ e from IC ရှိမယ်เนาะ e from IC ရှိမယ်ဟုတ်ပြီကျွန်တော်တို့အဲ့ကောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကဘယ်ဝင်လဲဒီတွဲဖို့ကဒီ capacitor မှာလာတိုင်းလဲရလေ capacitor ကျွန်တော်လှန်တိုင်းရမှာမလို့လှန်မတိုင်းတော့ဘူးပလန်းကိုရှာလိုက်မယ်လေ ဒီကပ်ပါစီတာရဲ့အပေါင်းဘက်ချောင်းဒီကဒိုင်းအိုရဲ့ကတ်တော့ဘက်ကဝဲနေဆိုတော့ကျွန်တော်သိနေပြီလေဟုတ်လားအဲ့တော့ကျွန်တော်တို့ကပလန်းအောင်ရှာလိုက်မယ်။ဟာဒီ SMD capacitor လေးရှိမယ်။ FMD capacitor လေးရဲ့အပေါင်းအဲဒါကဒီ capacitor ရဲ့အပေါင်းလမ်းကြောင်းပဲအတူတူပဲ။ဟုတ်ပြီနော်။ဒိုင်းဝဲထွက်သွား။ကျွန်တော်ကအဲ့အပေါင်းဟောအဲ့အပေါင်းကိုကျွန်တော်ထောက်ထားလိုက်မယ်။နော်။အနက်လက်တန်နဲ့ကြောင်းထောက်ပြအောင်ထောက်ထားလိုက်။ထောက်ထားလိုက်ပြီးတော့ကျွန်တော်ကသိစေချင်တာဒီမှာ6ပင် IC လေးရှိမယ်။ဒီမှာ6ကွန်တလုံးရှိမယ်။ ါဆိုရင်ဒီ6ကွယ်မှာကျွန်တော်ကဘာထွက်မှာလဲဟို5ဒေါ်လာကောင်3.3ဒေါ်လာကောင်ထွက်မှာပေါ့ဗျာသဘောကတော့ဟုတ်တယ်မလားဒါပေမဲ့ဒီကောင်က5ဖို့ထွက်ဖို့များတယ်ဒီပလန်เนาะအဲ့တော့ကျွန်တော်ကเนาะအဲ့တော့ဒီကောင်ကထွက်တဲ့တွဲဖို့ကဒီ6မြ IC လေးကို input ဖြစ်ပြန်ဖြစ်မယ် input ဝင်မယ်เนาะအဲ input ဆိုတော့ကျွန်တော်ဒီမှာတန်းကြည့်မယ်တန်းကြည့်မယ်အော်ဒါဒါ input เนาะ6 bit IC လေးရဲ့เนาะဒီဘက်ကောเนาะဒီမှာအခုမီတာနဲ့တိုင်းတဲ့ကောဒီဘက်အဆုံကော ဟုတ်ပြီနော်ဒီဘက်အဆုံကောက်ကပါဖြစ်လဲကျွန်တော်တို့အဝင်အဝင်ဆိုတော့ကျွန်တော်တို့မသိပါဘူးလားသိပါပြီဒါတွဲဖို့ဝင်ပြီ6ပြန် IC ဟုတ်ပြီ